မင်္ဂလာပါ Jurassic Park နောက်ဆက်တွဲဖြစ်တဲ့ The Lost World Jurassic Park မှာပါတဲ့ဒိုင်နိုဆောတွေကိုလီးဖြတ်သွားအောင်လုပ်နိုင်တဲ့ Linstrat လီတနတ်ထဲမှာကမ္ဘာအပြင်ထန်ဆုံး Neurotoxin လို့ဆိုတဲ့ခုန်ခရူ Conus papyrusensis ရဲ့အဆိပ်ကိုအသုံးဖူထားတာကိုသင်မှတ်မိပါသလားဒိုင်မဲ့တကယ့်အပြင်လောကမှာခုန်ခရူတွေဟာရုပ်ရှင်တွေကအတိုင်းအလုံးမြင့်အန္တရာယ်များပြီးမြန်းဆန်ပါသလားဒီနေ့မှာတော့ဒီနေခွေးပြမယ်အစိပ်ပြင်းတဲ့ပင်လယ်သတ္တဝါတွေအကြောင်းအဖြစ်မှန်တွေကိုလေ့လာကြည့်ကြရအောင်ပါ ခုံခရုခွာများဟာလပ်ပတဲ့အတွက်ကဘာထွန်းကခွန်ဆူဆောင်တဲ့သူတွေရဲ့အထုတံမိုးသားချင်းကိုခံရပါတယ်။ဒါပေမဲ့ဒီခွန်နေထဲမှာသူတို့ရဲ့အစိတ်ရှိတဲ့တဘာဝကြောင့်လူသိများတဲ့ဓာကောင်ဖဲနဲ့မျိုးစိတ်တစ်ခုနေထိုင်နေပါတယ်။ခုံခရုတွေဟာအများအထင်ကဘာအပူပိုင်းဒေသရေထင်ပိုင်းဒေသတွေမှာနေထိုင်ကြတဲ့အစိတ်ရှိပြီးဓာကောင်တွေကိုဖမ်းဆားတဲ့ပင်လယ်ခရုမျိုးစိတ်တထောင်ကန့်ပါဝင်တဲ့အုပ်စုတစ်ခုဖြစ်ပါတယ်။သူတို့ကိုပူနွေးတဲ့တမှုကြီးရီတန်တာကြောက်တန်းနေနဲ့ရေထင်ပိုင်းစုတွေမှာတွေ့နိုင်ပါတယ်။ သူတို့ရဲ့အယောင်သွင်းတဲ့အစနပိန်ဒီဟာလာပါတဲ့အတွက်လူတွေကစုဆောင်းမှုစ조사တဲ့အခါခရုကိုမတော်တဆအနောက်ဆက်ပေးမိရင်အစိတ်ဆူးကိုခံနိုင်ပါတယ်။ခုံကရုတွေဟာအယံကိုနှေးကွေးတဲ့တရားတွေထိတ်ပြီးငါမန်းဓမ္မမွန်မွေပွေးလိုကြိုက်တာဆုတ်ကင်တာမျိုးမလုပ်နိုင်တဲ့အတွက်တားကောင်ဖန်ဖို့စပိုင်းဆိုင်ရာနီးလဲမရှိပါဘူး။၎င်းတို့ဒီနှေးကွေးပြီးအင်းဆက်ပိုးများငါးများနဲ့အခြားခရုများကိုစားသုံးတဲ့အတွက်တားကောင်ကိုအမဲလိုက်နိုင်ရန်နီးလန်းလိုအပ်ပါတယ်။ဗမောက်ခဆာဖဝီရဲ့ဖြောကြားချက်အရအလွန်နှေးကွေးတဲ့တရားတွေကောင်ဟာ အောင်မြင်စွာအမဲလိုက်နိုင်ကိုအတွက်အစွမ်းထက်တဲ့အစိတ်ကို ထုတ်လုပ်ဖို့လိုအပ်ပါတယ်။အထူးသဖြင့်ငားတွေကိုဖမ်းတဲ့ခုံကရုတီဆိုရင်ငားတွေမကူးပြေးနိုင်ခင်လင်းမြင်စွာမလွတ်မြတ်ထည်အောင်လုပ်နိုင်တဲ့အစိတ်တွေရှိရပါတယ်။ခုံကရုမျိုးစိတ်ပေါင်းတစ်ထောင်လောက်ရှိတဲ့အနက်မျိုးစိတ်တစ်ခုနဲ့တစ်ခု ထုတ်လုပ်တဲ့အစိတ်ထက်တီဟာတစ်ထက်သေးကြတာမျိုးမရှိတော့ပါတယ်။၎င်းတို့ဒီစင်ကဲပြောင်လဲမှုအလွန်လင်းမြန်ဒီကိုပြသနေပါတယ်။မျိုးစိတ်တစ်ခုစီကအစိတ်ရပေါင်းများစွာကိုထုတ်လုပ်နေတဲ့အတွက်ခုံကရုတီမှာမတူညီတဲ့အစိတ်ပေါင်း၅သိန်းခန့်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ ခေါင်းကရုအများစုဟာသူတို့ရဲ့တားကောင်တွေကိုမလုံမရက်ဖြေတောင်လို့ဖို့အတွက်အစိတ်နဲ့ဖုံးငုပ်ထားတဲ့လန်ဒန်ဟပွန်းကိုအထုံပြပါတယ်။ဒီလန်ဒန်ဟာပြုပြင်ထားတဲ့သွားတစ်ခုထစ်ပြီးတနာရီကိုမိုင်၄644ကီလိုမီတာနှုန်းနဲ့ပြည့်လွတ်နေပါတယ်။အခြားသောနည်းစနစ်များလည်းရှိပါသေးတယ်။ဥပမာအားဖြင့် geographer ကုန်းလိုမျိုးခေါင်းကရုအချို့ဟာအိပ်ပျော်နေတဲ့ငါးဒီစီတခိဖြစ်ချင်းကပ်ပြီးဓာတုပစ္စည်း၎င်းတို့ထဲမှတစ်ခုကအင်ဆူလင်ဖြစ်ပါတယ်။မြူကိုးတင်ကိုထုတ်လွှတ်ပါတယ်။ဒီနည်းလမ်းကတားကောင်ကိုထုံချင်းစေပြီး ွေးရင်တကြတဲ့လွန်စောကြဆင်းသော hypoglycemic မေးမျောမှုအခြေအနေသို့ရောက်စေကခရူးကတကောင်လုံးကိုမျိုးချလိုက်ပါတယ်။စေကူးရင်နဲ့အဖြစ်မှန်စေဘဆန်ရမျောလင့်ချက်ရုပ်ရှင်ထဲမှာ Cornas Popular Sensor အစိတ်ဟာကဘာပေါ်မှာအစွမ်းထပ်ဆုံး neurotoxin ဖြစ်ပြီးအောင်ကြောပို့ဆောင်မှုအရင်ထပ်ပိုမြန်တယ်လို့ဖော်ပြထားပေမဲ့ဒါတွေဟာမမှန်ပါဘူး။ဒါပေမဲ့သူတို့ရဲ့တကယ့်အန်တီကတော့ short wave လို့မရပါဘူး။ခုံကူးယူများကြောင့်တေဆုံမှု၄၀ခန့်ကိုမှတန်တင်ထားပြီးအာနုနီဘာဟာ geographic ကုန်းလို့ခေါ်တဲ့မျိုးစိတ်တစ်ခုတည်းကြောင့်ဖြစ်ပါတယ်။ဒီမျိုးစိတ်ရဲ့အစိတ်ထဲကအချို့အစိတ်တွေဟာပြင်းထန်တဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာခြုံရင်းမှုနဲ့နှလုံးရက်တက်မှုကိုဖြစ်စေနိုင်ပါတယ်။သို့တော့ခုံကရုအစိတ်ဟာဆေးဘက်ဆိုင်ရာအတွက်ကြီးမားတဲ့အလားအလာကိုလည်းပေးစွမ်းပါတယ်။ဒီစိတ်ထဲမှာတွေ့ရတဲ့ neurotoxic peptide တွေဟာအကိုက်အခဲတက်တာစီအတွက်အလုံးအသုံးဝင်ပါတယ်။ Magician Kong's နေ့ရဲ့အစိတ်ကောဒီရရှိတဲ့ Zikona တိုက်လို့ခေါ်တဲ့ဆေးဝါးတစ်ခုကိုဇီးကွက်မှာတောင်ထန်ကြည့်ထားပြီး၎င်းက morphine အစတက်ထောင်းပုံမှုအစွမ်းထက်ပါတယ်။ ၎င်းသည် OPY ဈေးဝများကဲ့သို့အသက်ရှူလမ်းကြောင်းကိုဖိနှိပ်ခြင်းမျိုးမရှိပါဘူး။အာဇီမာယောဂါဟာစိတ်သက်ခြင်းနဲ့ဝယ်ယူပြန်ယောဂကဲ့သို့သောယောဂများကိုကုသရန်အတွက်အခြားအသုံးချမှုများကိုလည်းဆက်လက်သုတေသနပြုနေစေပါ။အဆုံးသက်ပြောရမယ်ဆိုရင်ခွန်ခရုတွေဟာနေကွေးတဲ့တန်းကောင်ဖန်သမားတွေဖြစ်ပြီးအလွန်အမင်းအစိတ်ပြင်းပါလေ။သူတို့ကရုပ်ရှင်တွေကဇလန်းတွေတဲ့ပုံမစိတ်ဝင်စားကြကောင်းတဲ့အမဲလိုက်နီးစနစ်များစွာကိုအသုံးပြုကြပြီးဈေးဝါလောကအတွက်လည်းကြီးမားတဲ့မျိုးလင့်ချက်ကိုပြီးနေပါတယ်။ ဒါကြောင့်နောက်တစ်ကြိမ်ပင်လယ်ကြီးတင်ပိုင်းဒေသကိုရောက်တဲ့အခါလှဖတဲ့ခွန်ကရုဟွာနီကိုမြင်တွေ့ပါကအန်ရေးရှိနေတဲ့အကြောင်းသတိပြုသင့်ပါတယ်။